ကရီနီမျိုးသားများကကွယ်ရေးတပ် KNDF မှာတာဝန်ထမ်းဆောင်နေကြတဲ့အမျိုးသမီးရဲဘော်များအားလုံးမိင်္ဂလာပါဒီနေ့မတ်လ၈ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ KNDF တပ်ထဲကတာဝန်ထမ်းဆောင်နေကြတဲ့အမျိုးသမီးရဲဘော်တွေအားလုံးကျန်းမာပြီးခင်ကြပါစေလို့ဆုတောင်းဆန္ဒပြုလိုက်ပါတယ် KNDF ကလာမယ့်မေလ30ရက်နေ့ဆိုလို့ရှိရင်ခွင့်စည်းပြောင်းခဲ့တာက၄နှစ်ပြည့်ပြီပဲဖြစ်ပါတယ် KNDF အနေနဲ့လင်းနစ်သာဖြတ်တန်းကြုံတွေ့ခဲ့ရတဲ့အောင်မြင်တိုးတက်မှုတစ်ခုစီတိုင်းမှာဆိုလို့ရှိရင်အမျိုးသမီးရဲဘော်တွေကနေပြီးတော့မှကန္ဓာအတီးတီးမှာအားဖြည့်ပါဝင်ပေးနေတာကြောင့်လို့ပြောရရင်လည်းမမားပါဘူး။ဘာလို့ကဏ္ဍအတီးတီမှာပါဝင်အားဖြစ်ပေးနေရလဲလို့ပြောရမယ်ဆိုလို့ရှိရင် KNDF မှာဘ ഹു ကော်မတီဝင်ရနေပြီးတော့မှတက်တာအဆင့်ထိအလွာတိုင်းမှာအမျိုးသမီးတွေပါဝင်နေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအလွာအတီးတီမှာရှိနေကြတဲ့အမျိုးသမီးရဲဘော်တူချင်းစီရဲ့စွမ်းဆောင်ရည်တွေ ရေစွမ်းတက်တိတွေပြီးတော့မှစစ်ရှိတီခံမှုတွေကြောင့်သာ KNDF ကသူ့ရဲ့တော်လှန်ရေးခီးစဉ်ကိုဒီနေ့အချိန်ထိမောင်းနှင်လာနိုင်တာပဲဖြစ်ပါတယ်။တော်လှန်ရေးတပ်ထင်မှာအမျိုးသမီးရဲဘော်တို့အနေနဲ့ရှောက်လန်းနေရတာကတကယ်တမ်းတော့မလွယ်ကူပါဘူး။ဘာလို့လဲဆိုလို့ရှိရင်ကျမတို့အမျိုးသမီးတွေဟာတပ်ထင်မှာနေထိုင်ရင်းနဲ့စစ်အာဏာရှင်စနစ်ကိုတာမကတပ်ပုံကြဖိုဝါရစနစ်ကိုပါတပါတယ်တွန်းလှန်နေရတာပဲဖြစ်ပါတယ်။ တပ်ပုံကြဖို့ဝါရကဘာလဲဆိုလို့ရှိရင်တပ်ထဲမှာကြားဆင်ရမယ်ခိုဆင်ရမယ်ရောက်ကြပြီးတားရမယ်စတဲ့စံတမတ်ချက်တွေပဲဖြစ်ပါတယ်ဆိုတော့အမျိုးသမီးတွေကဒီစံတမတ်ချက်တွေထဲမှာနေထိုင်လာရတဲ့အခါမှာအမျိုးသမီးတွေကိုခွဲခြားဆက်ဆင်တာတွေအမျိုးသမီးတွေကိုနေရာမပေးတာတွေကကျမတို့ရဲ့တကယ်တော်လန်ရေးအမျိုးသမီးရဲဘော်တယောက်အနေနဲ့လက်တွေ့ကြုံတွေ့နေရတဲ့အခက်အခဲတွေစင်ခုံမှုတွေပဲဖြစ်ပါတယ် KNDF ကသူရဲ့သစ္စာအတိတ်ခံထဲမှာအမျိုးသားတန်းသူရေးဆိုတဲ့အချက်တစ်ခုကိုထည့်ဝင်ထားပါတယ်။ဆိုတော့ကျမတို့နားလည်ထားတာကအမျိုးသားတန်းသူရေးမှာ gender တန်းသူရေးမပါဘဲနဲ့ပေါ်ဆောင်လို့မရပါဘူး။ KNDF ကပြည်သူကိုပေးချင်တဲ့အမျိုးသားတန်းသူရေးကိုပိုင်ကြံ့ခွင့်နဲ့ Federal Democracy ဆိုတဲ့ဟာကတတ်ထဲမှာတင် မျိုးသားတန်းသူရေရှိမနေဘူး၊ဂျန်သာတန်းသူညီများမှုရှိမနေဘူး၊လူနေစုကိုခွဲခြားနေတဲ့အမျိုးသမီးတွေပေါ်ဖိနှိပ်တယ်ဆိုလို့ရှိရင်ကျမတို့ကပြည်သူတစ်ခုလုံးကိုပြည်သူလူထုတွေစီကိုကျမတို့ကတန်းသူညီများမှုသွားပေးလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကျမတို့ကတပ်ထေကနေစပြီးတော့မှဂျန်သာတန်းသူညီများရေးတွေအမျိုးသမီးတွေပေါ်မှာမဖိနှိပ်ရေးတွေအမျိုးသမီးတွေပေါ်မှာအကြမ်းမဖက်ရေးတွေကိုစတင်ပြီးတော့မှကျင်းဆောင်ကြရမှာပဲဖြစ်ပါတယ်။ ကျမတို့ဂျန်ဒါတန်းသူညီညွတ်ရေးဌာနအနေနဲ့ KNDF တပ်တွေမှာဘလို့ခွဲခြားဆက်ဆံမှုမျိုးကိုမှလက်မခံဘဲနဲ့တန်းသူညီညွတ်ပြီးလူခွင့်ရေးကိုလေးစားလှိုင်းနာတဲ့တပ်ဖြစ်အောင်စူးစမ်းအကောင့်ထက်ဖို့တော့ပါမယ်လို့ချက်လောင်ပြီးတော့မှကတိပေးလိုက်ပါတယ်နာရှင်တို့ပေါ်လာတော့မမနေတဲ့ကတည်းကဒီလိုမျိုးရဲ့ရုပ်သက်တည်းကိုသိပါတယ် မျှော်မှန်းထားတဲ့ Federal Democracy ကိုအမျိုးသမီးတို့ရဲ့ပါဝင်မှုဖြင့်တည်ဆောက်ကြပါစို့ဒေါ်လာရေးထဲပဲကြုံတွေ့နေရတယ်ဘယ်လိုခွဲခြားဖိနှိပ်မှုကိုမဆိုရှောက်ချပြီးတန်းတူညီမျှမှုအတွက်ရန်ရင်စွာရက်တည်ကြပါစို့မိသားစုအတွေ့ဥဆောင်မှုမှစပြီးတိုင်းပြည်ရဲ့အရေးကိစ္စအထိပါဝင်လှုပ်ဆောင်နေကြတဲ့အမျိုးသမီးများကိုလေးစားဂုဏ်ပြုပါတယ် ရှင်းလင်းကျေးဇူးရေးအတွက်တော်လကောင်းရေပေါ်ရရဲ့ဂျမရဲ့အတွက်တော်လကောင်းဆောရှယ်မှုပေးနေတဲ့မြို့သမီးစေမှုများကိုကျေးဇူးတင်ကုန်ပြပါတယ်။ဆရာမရှင်ကိုရှင်းလင်းကနေရွရွရွှွှွှွတိုက်ထုတ်ပေးနေကြတဲ့အမျိုးသမီးရေပေါ်တွေကိုကျေးဇူးတင်ကုန်ပြအပ်ပါတယ်။တစ်တစ်ခုလုံးရဲ့လူအပ်ချက်တွေကိုအသေးမွားကားစအကြီးမားဆုံးထိဖြည့်ဆည်းပေးနေတဲ့အမျိုးသမီးထောက်ပို့ရေပေါ်များအားလုံးကိုကျေးဇူးတင်ကုန်ပြအပ်ပါသည်။ EF ရဲ့မူဝါဒလမ်းညွှန်ချက်တွေကိုမမကန်ကန်အကောင့်ထဲပေါ်နိုင်ဖို့အတွက်ထိန်းကျောင်းလမ်းညွှန်ပေးနေတဲ့စီရေကန္တကအမျိုးသမီးတွေကိုလေးစားကုန်ပြုပါတယ်ဒီနေ့ဖြစ်ချင်းဆိုရယ်ရှူယူဆိုရယ်အယူအဆတွေကိုရိုက်ချူပြီးခံယူချက်အပြည့်အဝနဲ့နှစ်နှစ်ကြိုက်တော်လန်ကြီးလမ်းစိတ်ကိုရွေးချယ်ကြတဲ့အမျိုးသမီးရဲဘော်တိုင်းကိုဗီဇာကူပြုပါရယ် တော်လိုင်းရေးလက်စင်တဲကိုခွန်အားတတိအပြည့်နဲ့ပါဝင်ထောက်ပံ့ပေးနေတဲ့လင်စိတ်ခံယူမှုကွဲပြားတော်အမျိုးသမီးများကိုလည်းကျေးဇူးတင်ဂုဏ်ပြုပါတယ်ရှင်။ KNDF ရှိရေဘော်အားလုံးရဲ့မိခင်များကိုလည်းလေးစားအကုပ်ယူပါတယ်။ KNDF ကအာဇာနည်ရဲကောင်းတွေရဲ့မိခင်တွေကိုလည်းလေးစားဂုဏ်ပြုပါတယ်။ ချန်နာတိုင်းလူညီများမှုအတွက်တိုက်ပွဲဝင်နေကြတဲ့မျိုးသမီးတူချီစီတိုင်းကိုကျေးဇူးတင်ကုန်ပြုပါရစေ။နောက်လာမယ့်မျိုးဆက်များအတွက်တိုင်းလူညီများသောတိုင်းကိုခံထားကြပါစေ။